လှိုင်းတရာမျိုးနေတွင်တာမီနအူအာတခိုးဟုဆိုကပြောဆိုရိုက်နှံပြီးနေဘူးတဲရှိဓာတ်တိုင်၌ကြိုးချီထားသည့်ရုပ်တံဖိုင်တစ်ခုလူမှုကွန်ရက်၌ပြန်နှက်မှုအပေါ်ဆိုင်ရှင်ဖြစ်သူအားဝေဖန်မှုမင်းတပ်နေကြောင်းသိရပါသည်။ယင်းဗီဒီယိုဖိုင်တွင်ဆိုင်ရှင်ဖြစ်သူကတခိုးမှပြောဒီမှာတေချာကြည့်ထားငါရက်ခွက်ထဲလာခိုးလက်တခိုးမှလုံလုံအားကြည့်တယ်။တခါလာလဲခိုးတယ်နှစ်ခါလာလဲခိုးတယ်။ကလေးအကြောင်းပြပြီလာခိုးတာ။ ပတ်စံလော်နိုင်ရင်လော်မလော်နိုင်ရင်ရဲစခန်းနဲ့တခါတည်းသေးပြီမငါဆိုင်ကပစ္စည်းခိုးသွားတယ်မို့လားပြန်လိုချင်တယ်ငါကိုများပါမှတ်နေလဲစသဖြင့်ပြောဆိုပြီးရိုက်နှက်ဒီကိုတွင်းရှိရပါတယ်ဆက်လက်ပြီးဆိုင်ရှိဝန်ထမ်းများဖြင့်ဆွဲခေါ်ပြီးဆိုင်ရှိရှိတက်တိုင်၌တာမီနှစ်ဦးစလုံးကိုကြိုးချီထားကြောင်းရင်းနောက်ဆိုင်ရှင်ဖြစ်သူကရင်နှွေးဘူးသွားယူသွားရင်နှွေးဘူးကိုခေါင်းကနေလောင်းချလိုက်မယ်နောက်လုံးလုံးမရအောင်လို့ခလေးပါလောင်းချပြစ်မယ်ရင်နှွေးသွားချို့သွား ငါကမိုက်ရီသူများချမိုက်တဲ့စာသည်ဖြင့်ပြောဆိုနေသည်ကိုလည်းယင်းဗီဒီယိုဖိုင်နိုင်တွေ့ရှိရပါတယ်။ယင်းဖြစ်စဉ်အပေါ်လူမှုကွန်ရက်အသုံးပြုသူများကြားတွင်ဆန့်ရှင်းဖြစ်သူအားဝေဖန်မှုများမြင့်တက်လျက်ရှိကြောင်းသိရပါတယ်။လူမှုကွန်ရက်စမျက်နှာစီပိုင်ဆိုးသူအမည်ရှိအကောင့်တစ်ခုကတရည်နိုးလာတဲ့အချိန်ပွဲရိစီတခြားပွဲအာရုံမရပေမဲ့ဟိုလှိုင်းတရားကပစ္စည်းခိုးခင်ရတဲ့ဆန့်ရှင်းအမကြီးသူများတွေလည်းခိုးခင်ရတဲ့ဗီဒီယိုတွေတရေခံမိတဲ့ဗီဒီယိုတွေတင်ကြပါတယ်။အားလုံးတစ်ခိုးကိုစိတ်တို့ ဆိုင်ရှင်ဘက်ကစိတ်တူကြတာများပါတယ်။အမအလက်ကြမလူဘဝတလို့ခန်းစားရပြီးတခိုးဘက်ကနေပါ စိတ်တူနေရတယ်။မကြည်နဲ့ဟင်ရုပ်ကိုပုံရိုက်ထားတခိုးပါဆိုဗီဒီယိုရိုက်ထားတအားတော်သားထွက်လို့ခြေပါလက်ပါအောင်ရတယ်။တော်ပြီလေတစ်ချက်နှစ်ချက်လောက်အခုဟာကြီးကခမားပြိုးတဲ့ဗာခိုးတာတစ်ခေါင်းမကဘူးလို့တနင်္ဂနွေနေ့တိုင်းလာခိုးတယ်လို့ဆိုတာတတ်တယ်ပြအခုဟာကြီးကအမှုကြီးအောင် ပြောနေတယ်ဆိုတာတအားသိတာနေလေအမမှန်ရင် CCTV recording တင်လာနော်ဘနဲ့ပြ အခုဟာကြီးကစပင်မွှဲကို အရင်ကဆွဲချီပွေထားရတဲ့ခလေးဝေကိုစောင့်တွန်းတဆန်ရနဲ့ရှင်းရမယ့်ကိစ္စကိုကိုစိတ်သဘောလုံနေတယ်။နေပူကျတဲ့လူကြီးတယောက်တည်းဆိုမပြောလို့ပဲမဲ့ PC ခလေးပါနေပူကျတဲ့တက်တိုင်မှာကြိုးတုတ်ပြီးရေနွေးပူနဲ့လောင်းမယ်ဆိုပြီး၆တဲ့သဘောမဟုတ်ပဲအတီကြီး၃ကလောက်ပြောပြီးတကယ်ကြိုခိုက်တာခလေးပါလောင်းချပစ်မယ်တဲ့အမေတရားစိတ်ထဲဘလောက်တောင်ပြရာခတ်သွားမလဲပြောရက်တယ်ငါကမိုက်ပြီးဆိုသူများထမိုက်တဲ့စသဖြင့်ရေးသားသားဒီကိုတွေ့ရပါဗျ